အားလုံးမင်္ဂလာပါဗျာဖိုကိုလေးနေမြန်နေပြန်လည်ကြိုးစားပါရယ်ဗျာကျွန်တော်ဒီနေ့မှတော့ Samsung ဖုန်းတွေအများဆုံးဖြစ်တတ်တဲ့အဲ့ဒါတခုဒီနေ့မြောက်ပေးမှဖြစ်ပါတယ်။ဘာဖြစ်တာလဲဆိုတော့ကျွန်တော် Samsung ဖုန်းတွေမိတ်ဆွေများအားလုံး Samsung ဖုန်းကိုကြိုက်လို့ရှင်အားလုံးသတိထားမိပါပါ။ Samsung ဖုန်းတွေမှာကျွန်တော်တို့ internet data ပေါ့နော် data usage ဆိုပြီးပေါ်တယ်။အဲ့ဒါလေးသူ့ရဲ့တက်မှတ်ချက်လေးပြည့်စုံတာနဲ့ internet တွေသုံးမရတော့ဘူး။အဲ့အဲ့ဒါလေးကျွန်တော်စီမကြခဏလာလေးရှိပါတယ်။ဒါလေးလည်းကျွန်တော်ရှင်းပြလေးရှင်းပြလာတဲ့ခဏခဏရှိနေပါပြီ။ဒီနေ့မှတော့ကျွန်တော်ဗီဒီယိုလေးနဲ့တကွပြန်လည်ရှင်းပြပေးမှဖြစ်ပါတယ်။ အဲ့တော့ Samsung ဘုံးတွေ model အနိုင်ကနေစပြီးအမြင့်ဆုံးအထိအဲ့ဒီအဲ့ဒီ service ကအဲ့ဒီကျွန်တော်တွေအဲ့ဒါလေးပါပါတယ်အဲ့ဒါလည်း Samsung တစ်ခုပဲပါပါတယ်တခြား brand တွေမပါပါဘူးဗျအဲ့တော့ကျွန်တော်တွေ internet တွေ full ပြီးတော့ internet data တွေပြည့်ပြီးတော့သုံးရတော့တာပါအဲ့ဒါလေးကိုသူ့ရဲ့ internet data limit ကိုကျွန်တော်တို့ကတိုးကျင်တိုးမတိုးကျင်လို့ရှိရင်ပိတ်ထားလို့ရပါတယ်ဒါလေးကိုလိုင်းမြပေးတာပါဗျဒါဆိုကျွန်တော်တွေထုံးစံတိုင်းမယ်အဲကျွန်တော်တွေ Samsung ဖုန်းတွေရဲ့ setting နဲ့ကိုသွားမယ်နော် တော့ကျွန်တော် setting နဲ့သွားလိုက်မယ်အဲသွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထုံးစံနိုင်မယ် connection လေးပုံမှန်ရှိတဲ့ connection နဲ့ဝင်လိုက်မယ် connection နဲ့ဝင်ပြီဆိုလို့ရှိရင်တော့ဒီမှာလည်းပြတယ်တော့ဒီမှာလည်း data ဒီမှာလည်း data usage ဆိုပြီးဒီမှာကြည့်လို့ရတယ်เนาะဒီမှာเนาะဒီမှာအဲဒီမှာ data usage ပေါ့အဲတတိယနေ့သွားလဲရတယ်ဒါလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ် okay ကျွန်တော်ဝင်လိုက်မယ်ဆိုရင်လောလောဆယ်ကျွန်တော်ဖုန်း internet ပေါ့เนาะဖုန်း internet ကိုကျွန်တော်ဖွင့်ဖွင့်ထားလိုက်မယ်မနော်ဒါအခုခဏဖွင့်ထားလိုက်မယ် ဖွင့်ပြီးတော့ကျွန်တော်ဒီဟာဘယ်လိုကြည့်မယ်ဒီမှာ billing မနော်ဒီမှာ cycling and data ဝါဒီဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်အဲဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဓိကလိုချင်တဲ့ main point လာပါပြီဒီမှာကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ data warding ဆိုပြီးဒီမှာလေးဒါလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ2 gig ပဲပြနေပါတယ်ဒီနေရာမှာကျွန်တော် message များထားဆိုရင်ဒီ2 gig ကိုကျွန်တော် message များ git တရားတော့တစ်ထောင်လုံးထားပလိုက်ပါခု100ရထောင်ကျွန်တော် git တစ်ထောင်လုံးထားပလိုက်တယ်ဒါဆိုရင် တော်တော်နဲ့ပြည့်မှာမဟုတ်တော့ပါဘူးပြီးတော့ search နေလိုက်မယ် โอเคအဲ့တိုင်းလည်းရပါတယ်အဲ့လိုမျိုးလေး git တထောင်နဲ့တရားလေးထားလို့အဆင်မပြေဘူးအဲ့တော့ထားစက်နေလည်းမတွေ့ဘူးဆိုလို့ရှိရင်တော့ဒီမှာ set data 1နဲ့ဆိုတာလေးကိုပိတ်ပစ်လိုက်ပါဗျာဒါဆိုလို့ရှိရင်တော့ဘာမှကိုလုံးဆရာမလို့တော့ပါဘူးတော့သူဘလောက်ပဲတုံတုံအဲ့တော့ data limit ပြည့်တယ်ဆိုပြီးပုံမှန်မဟုတ်တော့ပါဘူးမဟုတ်လို့ရှိရင်ဒါလေးဖွင့်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ data သူ့ရဲ့ data limit ကဒီမှာပြနေပါမှာဒီမှာနော် ။ Okay ဒါဆိုကျွန်တော်ဒီကောင်လေးနဲ့ပြေးလိုက်မယ်။ဒါလေးလည်းပြေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ internet တွေ block 33 wifi တွေ block 33ကျွန်တော်တို့ရဲ့ data use full စပြီးအဲ့ဒါလေးလာပြီးမပြတော့ပါဘူး။ဒီဟာလေးကိုလာပြီးမပြပေးတာပြ။အဲ့ setting ကတချို့ကျွန်တော်တို့တွေကျွန်တော်ဒီဟာတော့ကျွန်တော်တို့တွေဒီအလဲလက်ဆန်ဆောင်နေအကုန်လုံးကအဲ့အတိုင်းပါပဲ။အောက်ဆုံး အောက်ဆုံးနဲ့ကျွန်တော်တို့ model အနေနဲ့အလဲလဲဖုန်းတွေကအားလုံးဒီတိုင်းပါပဲတချို့တော့ model မြင့်ဖုန်းတွေကြတော့ setting လေးနည်းနည်းလေးပဲကွဲပါတယ်ဒါပေမဲ့ဒီနေရာမှာပဲရှိမှဖြစ်ပါတယ် data ဒီဒီဒီပေါ်တော့ဒီ data usage ဆိုတဲ့နေရာမှာပဲအားလုံးရှိမှဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများလည်းရှာလို့မတွေ့တာလို့ပိတ်တဲ့နေရာမတွေ့တာလို့ကြုံခဲ့လို့ရှိရင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ဗျဒါလေးလာကြီးများပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်အာကျွန်တော်တွေကျွန်တော်စီခဏလာမေးတဲ့ပေါ်တော့အဲ့လို Samsung ဖုန်းတွေမှာဖြစ်တာတခြားဖုန်းမဖြစ်ပါဘူးအဲ့တော့ အင်တာနက် data limit တွေပြည့်တာလို့ internet data တွေ limit ပြည့်ပြီး3မြက်တော့ဒါတို့အဲ3ကပြည့်တဲ့5ကပြည့်စဖြစ်ပေါ့နော်အဲ့လိုမျိုးတွေပြည့်သွားတာတွေလေးကိုအခုတိုင်ဖြည့်ရှင်းလို့ရပါတယ်ဗျခဲ့တလို့ဆိုအားလုံးဆက်ပြီးမြင်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကျွန်တော်နောက်ပြီးတော့မှာတော့ Samsung ဖုန်းတွေ Wi-Fi LAN ဆွဲအကောင်အသုံးပြုနေနောက်ပြီးတော့မှဆက်လက်မြောက်ပေးမှာမလို့မိုက်ဆူမြအတော့ချန်နေတဲ့နဲ့ layer ဆွဲနေပြီ IP ခဲကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲမကလာမပြဖို့ကြွားနေပြီညကနေအားလုံးကိုချိုးဆိုပါတယ်ဗျာ like and subscribe, maybe I'll be Java, oh, yeah, yeah, yeah.